ရတဲ့နာမတော့ရှင်ဒီမှာဆက်ကြပါမယ်။ဒါကျေဆောင်ရဲ့သားသမီးပြောင်းချင်းစံကိုချက်တော်ဘာအဖဖျားရှင်ပြင်ဆင်ပေးတော့ဒီအချိန်ဒီနိုင်ကအဖဖျားရှင်ကိုအထူးကျေးဇူးပါလိမ့်။အင်းဒီပဒစကားတစ်ခုချင်းစီတိုင်းဒီအဖဖျားရှင်ကမှတော့ဘာဖြစ်စလဲ။မိဘဖြစ်တော့အဖဖျားရှင်ကဖြစ်စီရအောင် ကျွန်တော်တို့တာသမီတယောက်ချင်းစီတိုင်းရဲ့သက်တာမှာလည်းခွန်အားယူစရာဒီဆက်ဆံမှုဖြစ်စီပါတော့။ဒီရှိခွင့်နဲ့တော့နမောကောအမှုတွေကိုစက္ကနမင်းရဲ့ကြားထဲမှာစာပြပါလို့ခေါ်တယ်။အာမင်။ကျွန်တော်ဒီနေ့ယူလာတဲ့အရာကတော့အင်္ဂလိပ်နဲ့ပတ်သက်တဲ့အရာတွေဖြစ်တော့ကျွန်တော်ကအင်္ဂလိပ်တွေပါးကြတယ်ပါးကြတာမှာခါလိုက်တာတော့ဖြစ်ရလို့ရှိတယ်ဆိုတော့ ဒီနေရာမှာကျွန်တော်အင်းဝင်တဲ့နေရာမှာရှိတယ်။အာဒီကာလာဒီလာရဲ့အထံကတပည့်တော်ဖြစ်စီခြင်းပေါ့။အဲ့တော့တပည့်တော်ဖြစ်စီခြင်းကတော့ဘာလို့ရှိခံမှုဆိုရင်အင်းဝင်နေတဲ့နေရာမှာလာရှိခံမှုပေါ့။ဆိုတော့ပြောစမ်းတယ်။ဒါကြောင့်ဒီနေရာမှာအင်းဝင်နေဆိုင်တဲ့အရာတွေပါအင်းဝင်ဆောင်ရဖြစ်တယ်။အဲ့တော့ပထမဆုံးဆက်ကြပါဒီမှာအဲ့တော့ကျွန်တော်ကျွန်တော်ကဘာကြောင့်အင်းဝင်လေးဝင်ငါးကြတာ ့ဘာမှတစ်ချက်မရတော့တာကဒီတိုင်းပြည်တယ်ဒါကဖျားဖြစ်မှာစီပေါ်ချက်ပြီးတယ်။အခုနေ့မှာကျန်နေတဲ့ဗတ်မှတ်တဲ့28စာပေါ်မှာတော့ကျွန်တော်ပြရတယ်။တင်းတော့ရေးသွားရေးလူမျိုးတစ်ပါးပေါ်မှာတစ်ပတ်ဖြစ်စီတဲ့ခမဲရောသားရောတန်းချုံးနေတာပါတတိကျံကိုဘေးပါဆယ်လာတာကဖျားတဲ့ great commander ကိုဖျက်တဲ့မဟာစီကနေကျွန်တော်အင်ဂျင်နီယာပါတယ်။နောက်တစ်ချက်ချဲ့နေတယ်ဆိုဒီအင်္ဂလိပ်ကျွန်တော်ဘာကြောင့်ဝင်ထားချက်တယ်လဲဆိုရင်ဒါကဒီအင်္ဂလိပ်ဝင်ထားတဲ့အတွက်ဘာလို့ဝင်ထားတာလဲဆိုရင်ဒါက ကဲချင်းရရှိပြီးတဲ့လူတဲ့သဘောတောင်ပေါ့ကွာအင်းဝေဝင်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်ရှင်းအောင်ဖော်ပြရရင်ကဲချင်းရရှိပြီးတဲ့ကအင်းဝေဝင်လာကြတယ်ဘာကြောင့်လဲဆိုတော့အင်းဖီဒီဖျားခင်ရဲ့ကအင်းဖီဒီဝင်လာစတဲ့မှာအင်းဝေဝင်လာခြင်းဆိုတော့အာပြန်ပါတော့အဲကျွန်တော်တို့ဘာသာပြန်ရောဘာမှတစ်ချက်နေနေဆိုရင်ကျွန်တော်တို့ကဒါကဖျက်ခင်မဟာစီကနေကျွန်တော်အင်းဝင်လာတာဖြစ်တယ်။ဒါနောက်တစ်ချက်ကဒါလည်းကျွန်တော်အင်းဝင်လာလဲဆိုရင်ဒါက ဒီကက်တချင်းရရှိလူတိုင်းရဲ့သဘောတော်ကလည်းဖြစ်တာဒီအင်းဝင်ငါးရဲ့ဆိုတာကက်တချင်းရရှိလူတိုင်းကအင်းဝင်ငါးရဲ့ဝင်လာကြတယ်ပေါ်လူရဲ့အဲ့ဒါမှကျွန်တော်တို့ကြည့်ပြတာပါပေါ်လူကသူကအင်းဝင်ကိုမဟောပဲမနေနိုင်ဘူးလေအဖျားရအဲ့တော့ပြောချင်တဲ့သဘောကဒီအုံရပြဘာကြီးပါနဲ့ကျွန်တော်ကချီချင်းမြတ်တရားတွေပေါင်းနေတာဖြစ်တယ်နော်ကိုကိုလည်းဒီချီချင်းမြတ်တရားကိုခံစားရပြီဆိုရင်ဒီအင်းဝင်ရဲ့အနှစ်သာရပေါ်တာကချီချင်းမြတ်တာဖြစ်တာပဲကျွန်တော်တို့ကကျွန်တော်တို့ကြိုးစားကြိုးစားလို့မရတဲ့အရာကိုဖျားရှင်ကဖြည့်ဆည်းပေးကျွန်တော်တို့ငရေကမလွတ်မြောက်နိုင်ဘူး ဒါကိုဘုရားရှင်သူ့ရဲ့တပါးရောသားတော်အားဖြင့်ရှင်အောရခိုင်36ပါးစဉ်ဘုရားသခင်မိမိ၌တပါးရောသားတော်ကိုစွန့်တော်မူတည်တာအောင်လောကီသားတို့ချစ်တော်အဲ့ဒါကဒီချင်းမြစ်တာတွေကဒါကကျွန်တော်တင်းကလို့ဝင်မားနေပြီဖြစ်သွားတယ်။ဒါကတာဝန်တစ်ခုမဟုတ်ဘူးဖြစ်တယ်။တာဝန်ထောက်မှာပို့လေဖြစ်တယ်။ကျဲအကိန်းစိတ်ခင်းပါနေပုံမှာဝင်မားခြင်းတွေကဖြစ်လာတယ်။ဒါကပါရတဲ့ကိုကိုလည်းကချင်းမြစ်တာကိုခံစားရတဲ့အခါမှာကိုယ့်လူတခြားလူကိုချင်းမြစ်တာခံစားဆက်ဆက်ချင်တာ။ဒါကအင်းကြီးရဲ့သဘောပေါက်တယ်။ဒါကကျွန်တော်တို့ကအင်းကြီးကိုငါကြားနေချစ်တာဖြစ်တယ်။ ကအဓိကအားဖြင့်ဆိုတော့ဘရန်ဆက်တဲ့ဒါကအင်္ဂလိပ်ဝင်နာချင်းဒီဒါကသဘောတူအောင်ဒီဒါရဲ့သဘောနေချာတွေ့သဘောတူအောင်ဖြစ်နေတာခန့်ချက်နေတဲ့ကဒါကဖြန့်ပြန်သောက်မှာချင်းဖြစ်တယ်။ဒါကခန့်ချက်တော့ဒါလည်းပဲအဲ့တော့ကျွန်တော်အင်္ဂလိပ်ဝင်နာတယ်ဆိုတော့ကျွန်တော်ဝင်နာဆိုတာတာဝန်ရဝင်နာချင်းမဟုတ်ဘူးလေ။ကျွန်တော်တို့ကချင်းပြတော့ခန့်စားရတဲ့အင်္ဂလိပ်ဝင်နာတဲ့ဖြစ်စေဖို့ဒီကကျွန်တော်ထွက်လိုက်ပြပါခေါင်းအတိုင်းပြလိုက်ပါဖြစ်တယ်။ဒီနေ့တော့ကအင်္ဂလိပ်ကိုခေါင်းနဲ့ခေါင်းနဲ့ 好心明后边的嘛，还是嘛，就那么，哎，对了呢，还是说心里看嘛，阿天那么应付的事情没事的好，应付的事情是的看嘛，都是在做被窝下，都是阿婆是的要应付的，反正都后边的嘛，等过来家里边嘛，偏的去吧，等下些的给到，那差不多也是不困难的，就是这个，也是那个。 တာတက်ကောင်းကြည့်ပေးပါစေ။ဒါကျွန်တော်အင်္ဂလိပ်လိုနားလည်ကောင်းတဲ့ပါစီတော့ဒီမှာကျွန်တော်ပြင်ဆင်ဖို့လည်းပြောတာဖြစ်တယ်။ဒါဘယ်ရာမှပြင်ဆင်ခြင်းမရှိဘဲနဲ့မှကျွန်တော်ကအစအစဉ်ပြပါမဟုတ်ဘူးဖြစ်တယ်။နော်အပြင်ဆင်ဒီဆရာပြပါစင်ပြောပြပေါ့ပညာရှိအောင်ပြောပြအဲပြင်ဆင်ခြင်းရှိပဲအစပြုခြင်းကဒါကကြာရှုံးဖို့လုပ်နေတယ်အတူတူပဲပေါ့။အဲကျွန်တော်ကလည်းအင်္ဂလိပ်လိုနားဖို့ဝေငါရမယ်ဆိုရင် ဝင်ကဒီမှာကျွန်တော်တက်တာမှာကျွန်တော်ပြင်ဆင်ဖို့ပြင်ပြပြင်ဆင်ဖို့ပြောတာဖြစ်တယ်။ဦးဆုံးတစ်ချက်လည်းကျွန်တော်ကျွန်တော်ပြောကြလို့လည်းတိတ်တာဖြစ်တယ်။လူကအဲ sorry ဆူတောင်းခြင်းဖြစ်တယ်။ဆူတောင်းခြင်းကျွန်တော်ဖယ်ရဆိုအဆမ်းပြဲဆိုလိုအပ်ဆိုလိုအပ်တာဖြစ်တယ်။ကျွန်တော်ဆူတောင်းခြင်းမရှိဝတာဖယ်ရကိုမှအဆမ်းပြဲလို့ပြောရတယ်။မြတ်အဆမ်းပြဲအစဉ်ပြေမှာပေါ်ပြီးတယ်။ဖျားတဲ့ဆက်ကအနထားခြင်းမရှိဘဲနဲ့မှဖျားခြင်းလို့ဆက်ကအနထားဟုတ်စေအရာလုံးကအချင်းကြီးပဲဖြစ်မှာဖြစ်တယ်။ ကျွန်တော်ဘယ်ညာတော့ဘယ်ရန်ကိုအဆောက်အုံဖြစ်ခင်ပါလို့ဆိုရင်စတောင်းတဲ့အဆောက်ပြုလုပ်နေတယ်။ကျွန်တော်ကျန်ကျွန်တော်ကျန်းစာတော့ကြည့်မယ်ဆိုရင်စတောင်းစရာမလိုလောက်ဘူးလို့ထင်လို့တရားရှိတယ်ပေါ့လေ။ဒါကယေရှုခရစ်တော်ဖြစ်တယ်။သူကဘုရားရှင်ရဲ့သားဖြစ်တာကို။ဒါစတောင်းစရာမလိုလောက်ဆိုခင်ကောင်းခင်ကောင်းရနိုင်တဲ့အခြေအနေဖြစ်တယ်။ဒါပေမဲ့ယေရှုခရစ်ပင်လည်းသူကစတောင်းနေမယ့်အခြေအနေဖြစ်တယ်။အဲ့တော့ယေရှုခရစ်ပင်စတောင်းနေအမြဲရှိပြီးတော့ဖြစ်တော့ကြောင့်ယေရှုခရစ်ကစတောင်းနေရှိရင်ကျွန်တော်တို့ကတိုင်းမှာစတောင်းဖို့လည်းဆောင်တဲ့နေရာမှာပြန်ပြန်ချင်တာဖြစ်တယ်ပေါ့။ဒါဘုရားရှင်ရဲ့သားတော်ဖြစ်တဲ့ဘုရားသားတော်စင်တဲ့ကောင်ကိုစတောင်းနေ။ ျွန်တော်တို့ကတောင်းဆိုမှာအဲ့တော့ကျွန်တော်ဘယ်ရောက်လို့အဆမပြုခင်ပါပဲဆိုကျွန်တော်ကဥစွာချစ်တောင်းလို့လာဖြစ်အင်္ဂလိပ်ထောက်မယ်ဆိုရင်လည်းကျွန်တော်အင်္ဂလိပ်ထွက်တဲ့အချင်းနဲ့အခက်တက်မှာကျွန်တော်ကြောင်းမှလည်းအားရှိတဲ့အခါလေးမှာဆိုရင်ကျွန်တော်ကတချို့နေရာတွေဝင်ပြတ်ထွက်လာတဲ့အခါမှာတချို့တွေအင်းနဲ့ကျန်တဲ့အခါမှာရှိကောင်းရှိနိုင်တယ်ကျွန်တော်ဒီလိုရောက်တော့ကျွန်တော်စစ်တောင်းချင်းလည်းဒီပြင်ဆင်တာကျွန်တော်အဆင်ပြေလို့ဖြစ်တယ်။ကျွန်တော်စစ်တောင်းချင်းနဲ့အဆင်ပြေလို့ဒုတိယတစ်ချက်ဒီမှာကျွန်တော်ပါဆက်လို့ရတယ်ဆိုရင်ကျွန်တော်တို့ပြောမှအရာကိုကျွန်တော်တို့က တည်ဖို့လိုအပ်တယ်ကျွန်တော်ကဘာနဲ့ပတ်သက်ပြီးပြောမှာလဲဘာကြောင့်ဘာအတိတ်ကပြောချင်တာလဲဒါကျွန်တော်ကတည်ဖို့လိုအပ်တယ်ဖြစ်တယ်ဒါမျိုးကျွန်တော်ပြောမယ့်အရာကိုဟိုပြင်ဆင်ထားလို့တည်ဖို့လိုတယ်အဲဒါမျိုးမင်းအင်းရီကဟောပြောင်းလာတာဖြစ်အပြင်ဆင်တော့အဖြစ်ယူတဲ့ခြေစစ်ကိုဆုံးလက်ခံရကြလို့ဆိုတော့မှဒီဖက်69ပြောရမယ်ဒီမှာဆိုရင်ဒီမှာဆိုရင်ခြေစစ်လို့ပြောရမယ်ခြေစစ်ကပြင်ဆင်အဲဒီရောမကစ်ကလာကဆိုရင်ဒီ ခြေစုပ်ကိုဘယ်လိုမျိုးသုံးရောမစစ်တာများဆိုရင်တို့ကစစ်အမြန်တိုက်ရတယ်ဗျစစ်မြန်တိုက်တဲ့ခါမှာခြေစုပ်ကသူတို့ချွတ်လို့အဆင်မပြေဘူးချွတ်ဖို့အဲပြောချင်တာကတို့စစ်တိုက်တဲ့ခါမှာတို့ကဒါသာမလာလေးရှိတယ်ဒါတို့တို့အမြန်တက်ဆင်တဲ့ခါမှာဒါပေမဲ့တကယ်တော့စစ်တိုက်တဲ့ခါကျတို့ကပြင်ဆင်ခြင်းအများကြီးခါမှာချွတ်လို့ထွက်တော့ခြေစုပ်ကတို့အမြန်အသိအနေထားမှာဆိုတော့ခြေစုပ်အမြန်ထားရတယ်ဗျ အဲ့လိုပဲကျွန်တော်တို့ကလည်းပဲအရာရာတိုင်းပဲဒီလုတ်ဘက်တော့အမြဲတမ်းအသင့်နေတာထားပါတယ်ဘလို့အခြေအနေမျိုးပတ်ပါမယ်ဆိုရင်တော့ပါအသင့်နေထားလို့ဆိုတော့ကျွန်တော်တို့ကစောင်းနေကြောင်းပြောလိုက်တယ်ဒီတက်ကြက်တစ်ချက်နေလဲဆိုရင်ကျွန်တော်ကနှုတ်ဘက်တော့ဝင်လာတဲ့ခါမှာကျွန်တော်ကဒါမျိုးစစ်ပေါင်းချက်လာဖြစ်တယ်အဲ့တော့ခါကျောင်းကျွန်တော်ကလူတယောက်ရဲ့ကျွန်တော်ကခါတီးနေကြတော့ကျွန်တော်ကဝေစာကမ်းပေးတာတောင်းနေတော့တာခါတီးလေးဒီလိုမျိုးလေးပြောပြတယ်ပြီးပြီလို့ထင်ကြတယ်ပေါ့လေသူရဲ့အဲ့တော့ပြန်မှစိုက်ပြီးကျွန်တော်ကမိတယ်ကြတယ်ဘာကြောင့်လဲကျွန်တော်အင်းလူကတော့တခါလဲကျွန်တော်ကျန်တော့ကျွန်တော်က မျိုးစစ်ကြေးအောင်လည်းတွားချင်ဖို့တခါတည်းကအာဒီစိုက်ပျိုးဖို့အတွက်ဒုထောက်ဖို့တော့တခါတည်းတွားတယ်ဆိုတော့ဒီလိုရက်ဆက်တောင်းလို့ဆိုတော့ဒီညမှာခွန်အားပေးလို့ရတယ်အဲ့တော့အင်္ဂလိပ်လူကျောင်းခွင့်ရပြအဲကလေးရကိုကျွန်တော်ကအဖြစ်ခံပါအစင်းနေရှိတယ်ပြုထောင်ခြင်းဆိုတဲ့အချိန်တိုင်းဘဝနဲ့ပေါ့။အဲကျွန်တော်ကထုံးနေတယ်။ကျွန်တော်ကထားရတာမျိုးစိတ်ချတယ်ပေါ့လေ။မျိုးစိတ်ချတယ်။မျိုးစိတ်ချတယ်။မျိုးစိတ်ချတဲ့ကအပင်ကမျိုးစိတ်ချတဲ့ကမျိုးစိတ်ချတဲ့အပင်ကမကြီးအပင်ကအရင်မကြီးလာဘူးပြေ။ကျွန်တော်ကဒီပြုံကြီးထုတ်လို့ပြုထောင်ပြီ တာဖြစ်တယ်။ဒါဒီမှာဆိုင်လည်းဒီဒီမှာကြည်ကြအင်္ဂွင်ကဟောပါတယ်ပဲ။မျိုးစေ့ချတဲ့မျိုးလို့ပြောရတဲ့မျိုးကတော့ဖြစ်တယ်။အဲဒါကြောင့်ဒီကအင်္ဂွင်ကိုကော့စ်ဖက်ထွက်တဲ့အခါမှာအင်္ဂွင်ထွက်တဲ့အခါမှာမျိုးစေ့ကျင်းအောင်လည်းသွားချင်းပေါ်တယ်တခါလေးစိုက်ဘူးတော့သူဖြစ်စီဖို့စိုက်ဘူးဆိုတော့အများကြီးစိုက်ဘူးများဖြစ်တယ်။ဒါတော့အများကြီးစောင့်နေလို့ဖြစ်စီဖို့ခါရမှာစင်ရမဆုံးတဲ့ချတာလို့ပြောနေတဲ့ဒီမှာလောကတာဖြစ်တယ်။နောက်ပြီးတော့ဒါတစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ကအင်္ဂလိပ်မထွက်ခင်ပါဆိုပါဆက်လို့တင်ဆက်လို့တော့တယ်ဆိုရင် ီအင်ကျွန်တော်အင်းကိုဖြတ်ခြင်းကတာဝန်ကိုလုပ်ရှိတယ်။ဒါကအခေါ်လုံးအခြေခံတာကအခြေခံမှုကြောင့်ဆက်ပြီးတော့ပြောပြတာဖြစ်တယ်။ဒါကျွန်တော်အင်းကိုထောက်ပါတာဝန်နဲ့အခြေခံတဲ့အခါမှာခကျွန်တော်ကသွားတဲ့အခါမှာအခြေခံမိတာဘယ်ရမလဲ။ဒါချီ kick off ဆက်တော့မှကျွန်တော်ကအခြေခံပြတဲ့အကြောင်းကိုခေါ်လို့ပြောတာဖြစ်တယ်။ချစ်တဲ့မိသားစုရှိဘူးဆိုရင်ကိုယ့်ရဲ့အတက်ကိုမီးရှို့ပြီးအဲ့ဒီကစားဒါကကလကားပဲဖြစ်တယ်ဆိုတော့ဒီမှာတရားထဲမှာပြန်ပြတ်သွားတာဖြစ်တယ်။အဲတော့ကျွန်တော်အင်းကိုလေးဝင်မှချင်းတည် တာဝန်ချက်ဝင်ငါခြင်းမဟုတ်ဘဲနဲ့မှချစ်ချင်းမြတ်တာအဖြစ်ဝင်ငါခြင်းတာဖြစ်စေဖို့တော့တာပဲအဲတင်းနေချင်းတော့ကလည်းပဲချစ်ချင်းမြတ်ဒီအင်းဦးနေဆိုတဲ့အဖြစ်ချစ်ချင်းမြတ်တာခံချစ်ချင်းမြတ်တာကနားလည်ဖို့ပေါ့နားလည်ဒီချစ်ချင်းမြတ်တာကိုတင်းအားဖြင့်အတွက်ပြန်နားလည်ဖို့လိုအပ်တာဖြစ်တယ်အဲအင်းဦးလေးဝင်ငါတဲ့ခါကျွန်တော်ကတာဝန်ဆိုတာထက်ငါအာတောချင်းနေပြစီမှာတောချင်းမှာတောရမယ်ဆိုတဲ့တာဝန်မျိုးဆိုတဲ့ဆိုင်ငါတောလို့လိုအပ်တယ်။အတူတူမှာဒီချစ်ချင်းမိတာမှာတည်တဲ့ကဲတော့ ကျွန်တော်အဲ့ဒီနေ့ကတည်တည်ကဲတော့တခြားသောမတည်တည်ကိုများစွာတည်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ကဒါလည်း DC ရလည်းကျွန်တော်ကလိုအပ်တယ်ဆိုတော့ဒီမှာဆင်ကျွန်တော်ဒီအနေနဲ့ပြောချင်တာဖြစ်တယ်အဲကျွန်တော်ဒီနေ့အဲဒီတိကပြောချင်တဲ့အနာလေးကပဲကျွန်တော်တို့အင်းဝင်လေးဘာကြောင့်ဝင်လာတာလဲအင်းဝင်လေးဝင်လာတဲ့အခါမှာဘောလုံးစံအားလုံးပြင်ဆင်ထားရမှာလေဒါအင်းဝင်လေးဝင်လာတဲ့အခါမှာကျွန်တော်တို့ကဖလစ်ဘိုးတွေနဲ့ကြားတယ်လို့ဒါအင်းဝင်လေးဝင်လာပြီးနောက်ပိုင်းမှာကျွန်တော်အတိတ်အနေနဲ့ဝင်လုပ်ငန်းစဉ်လုပ်ငန်းစဉ်ပေါ့ အနိုင်ငယ်ကျွန်တော်ဒီနေ့ပေါ်ပြနေတာဖြစ်တယ်အဲ့တော့အခုခုဆက်သွားတာဒုတိယအပိုင်းဖြစ်တယ်ကျွန်တော်တို့ကအင်ဂျင်ဘယ်လိုမျိုးပြင်ဆင်ကြမလဲဆိုတော့ပထမတစ်ချက်နဲ့ကျွန်တော်ကစူပါဘောလိုရတာဖြစ်လို့ဘယ်ရောက်စူပါချင်းနဲ့အစားပြုလိုရတယ်အင်ဂျင်ဒီမှာတော့ကျွန်တော်တို့ကျွန်တော်တို့ကစူပါပါဒုတိယတစ်ချက်နဲ့ချင်းကျွန်တော်တို့ပြောမယ့်အရာတွေကျွန်တော်တို့က PC ကိုလိုရတာဖြစ်ကျွန်တော်တို့ကဘာလို့ကြောင်းချင်တာလဲပြောရတဲ့အခါကျတိထားလို့ကိုယ်အကြောင်းပြောပါလားအဲ့ဒါကြောင့်ကိုယ်ကြောင့်ပြောလို့ရရှိရနော်ဘယ်ကြောင့်ပြောပါလား နော်နောက်ပြီးခေါင်းကျင်းတွေမှာလည်းခါမှာမျိုးစိတ်ချမ်းရုံတသက်မဟုတ်ဘူးလားဗျာစိုက်ပျိုးတော်သူတွေဖြစ်စီလို့ကတခါတည်းကျွန်တော်ကဆက်မထားဘူးလားပြည့်ကျွန်တော်ကပျော်ရွံ့နေပြီးသွားခြင်းမဟုတ်ဘူးလားဗျာခုဒီနေ့တောင်ကတော့ဆက်ပြီးဘူးဆောင်းနေပြင်စင်တာကိုပြောနေစားဖြစ်ချင်းတောင်းဆောင်ဖြစ်ချင်းနေနေတာကကျွန်တော်တို့က ဒါကြီးကလည်းကျွန်တော်ဒီအင်္ဂလိပ်ကတော့မဲ့တစ်ခုလုံးပေါ်မှာချစ်ချင်းမိတာပါပဲအခြေခံစီရှင်တာဝန်တရားဘုတ်တရားရပေါ်ပြောခြင်းဆိုတာထက်စာရင်တင်းဝါငါကိုခိုင်းလို့နော်အတင်းတော်ရဲ့လူကြီးတင်းငါကိုခိုင်းလို့ဆိုတာထက်စာရင်ဘုရားခင်ရဲ့ချစ်ချင်းမိတာကိုထောက်ပြလို့မှကျွန်တော်ကဝင်ငါတော့သူဖြစ်စေဖို့ပြင်ရမှာဒါပြင်ဆင်တာလို့ဖြစ်စေလို့ကျွန်တော်လိုအပ်တာဖြစ်တယ်အဲ့တော့ဒီဒါတစ်ခါတစ်ခါပိုင်းလို့ကျွန်တော်ကအင်္ဂလိပ်ဝင်ထားတဲ့ကောင်တွေပုံတွေကိုနားရအောင် ်လာတဲ့အရေးကြီးတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အင်္ဂလိပ်ဝင်ကားလာအောင်ထားချက်ချင်းစစ်ကောင်တော့အင်္ဂလိပ်ပြောင်းလာဝင်ကားဖို့ကျွန်တော်တို့ဒီဝိုင်းလေးစောင့်နေတာဖြစ်တယ်။အဲ့တော့စစ်ကောင်နဲ့အင်္ဂလိပ်ဆွေးနွေးရမှာမစစ်ကောင်တော့ရှိနေလားလို့ပြောရှိတာဖြစ်တယ်။ကလာတီပါဆိုရင်ကလာတီအတင်းတွေကိုသင်တာတွေကဟာဟာ အဲ့တော့ကျေးဇူးတင်ပါတယ်အတိတ်ရောက်ပါတယ်ဗောနဲ့ဖျားတင်နေမှာဆိုင်စာတော့အင်္ဂလိပ်တွေရပြန်ဆောင်ရှင်ဘောလို့ကဆုံးပါတယ်ဗောနဲ့ဆုံးပါတယ်နောက်တစ်ဆောင်တော့အင်္ဂလိပ်တွေကိုမခံရဘူးဗောနဲ့စစ်မှန်တဲ့အင်္ဂလိပ်တွေကခံရတော့အဲစစ်မှန်တဲ့အင်္ဂလိပ်တွေဆိုတာပါလဲစဉ်းစားနေတယ်အချင်းရောအဖြစ်စေဒီခရစ်တော်ကဟာတိမ်မဲ့ကျွန်တော်တို့ကြောင့်အဲ့ဒီကျွန်တော်မတတ်နိုင်တဲ့အရာတွေကြောင့်ပဲသင်လဲကျွန်တော်ခင်ရတဲ့အဖြစ်ဒီပုံစံဒီကောပုံစံအတိတ်ခံတွေ့တော့မှသူကဖြစ်ထားရတဲ့ကံတွေ သူအားဖြင့်ဘာရတတရားချင်းဆောင်လက်ရှိစွာပါစစ်မှန်သောအင်းဝင်တရားဖြစ်တယ်ကျွန်တော်အင်းဝင်တရားကအခါဒီမှာကျွန်တော်အင်းဝင်တော့ဘယ်တော့မှမစင်ရတော့ဘူးဘာရအာမီမယ်ဒီပါလိစွာကဒါကအင်းဝင်တရားမှာဆိုင်တဲ့စစ်မှန်အင်းဝင်တရားမဟုတ်သေးဘူးဖြစ်တယ်ပေါ့လေဒါကကျွန်တော်တက်တာမှာတစ်ခါတည်းပါစင်ဖျားခင်ကလူတွေကောင်းကြည့်ပြတဲ့အခါမှာသူ့မျိုးသူ့ဟာလည်းကောင်းကြည့်ပြရပေါ့အဲသူ့မျိုးနဲ့ကောင်းကြည့်ပြတဲ့လူတွေတတ်မှတ်တယ်လို့ လူတွေကတတ်မှတ်တကြရပါလေကောင်းကြီးဒီလူတွေလည်းတတ်နေတယ်ဥပမာပဲဆိုရင်ငွေကြေးကျဲဝဲလူနဲ့ကျွန်တော်ကြည့်တဲ့အခါမှာအငွေကြေးကျဲဝဲမှာတာကောင်းကြီးခံစားရတယ်တတ်မှတ်တဲ့အခါမှာတစ်ခါတည်းပြောတော့အဆင့်တန်းတွေမှာငွေကြေးမကျဲဝဲလူများစွာရှိလာပြီးတယ်အဲ့တည်းကိုကျွန်တော်ခွဲခြားရမျိုးကိုကြာတော့တောင်းပြီးရှိတတ်တာဖြစ်တယ်ဒါကြောင့်နောက်ပြောခါမှာလည်းကျန်တာထဲမှာဆိုရင်လူဖြူလူမဲဆိုတာလည်းအဲအဲအခုကာလမှာလေလူဖြူမဲဆိုတော့ခွဲခြားတဲ့အခါလည်းရှိခဲ့ပုံတော့မဟုတ်လေရှိတဲ့အခါမှာဒီ နောင်ရီသား၃ရက်ထဲကနေပြီးတော့မှချိန်ကြီးခင်ရတဲ့အသားကအဲ့ကျင်းကြီးခင်ရတဲ့သားကဒါကလူမဲရေဆိုပြီးတော့မှထားတဲ့ခါမှလည်းလူတွေကတိခွဲခြားမှုရှိတဲ့အခါမှလည်းရှိလာကြတယ်ဗျလေဒါကစစ်မှန်တဲ့အင်ဝင်ပြတယ်မဟုတ်ဘူးဖြစ်တယ်ဗျလေအဲ့အင်ဝင်ပြအရောက်ချင်းစီရတဲ့ဒဏ်တို့ဖြစ်လာဖြစ်တယ်အဲ့ဘယ်သူကမှမပေါ်ဘူးဘယ်သူကမှလည်းမရောက်ဘူးဖြစ်တယ်အဲ့အင်ဝင်ပြကအင်ညာဘာလဲဆိုရင်တင်းတင်းကျပ်တဲ့ခရစ်တော်ဘာအတိတ်ကဘယ်လိုဆိုတာအင်ဝင်ပြဖြစ်တယ်အဲ့တော့ဖြစ်ချက်ပြပြပြအဲ့ လူတန်းကိုပြတင်ကအောင်ကျင်းပေးရလည်းရှိတယ်ခါတည်းမှာအောင်ကျင်းမပေးခင်မှာအရင်တိတိတိထိုက်လိုက်ပြီးတင်ပေးတာလည်းရှိတယ်ပေါ့ဒီခါတည်းမှာကျွန်တော်ကအရာတိုင်းကိုငွေကြီးနဲ့တိုင်းရတဲ့အခါမှာကိုယ်အဆင်ပြေမှုနဲ့တိုင်းရတဲ့အခါမှာဒါကခါတည်းမှာအင်္ဂလိပ်တဲ့အနေတရာကပြတ်သွားဖြစ်တယ်ပေါ့လေအဲအဲ့လိုကျန်းတာထဲမှာဆင်းနေပဲကျွန်တော်ကဆွလူစံအများဆုံးမြန်မာဖွဲ့တဲ့အခါမှာ ျေဝဲလူတွေမှာထောက်ရပါတယ်။အဲတမန်တော်ကြီးရှင်ပေါ်လူစီတဲ့သူ့ရဲ့ကျေဝဲအခက်တဲ့လည်းမိမဟုတ်ပြောင်းချပြီးတော့ညားပါလေပေါ့လေ။ဒါမဲ့တမန်တော်ကြီးရှင်ပေါ်လူတွေနဲ့ဒုက္ခပေါင်းများစွာသောခံစားခဲ့ရတဲ့လူတွေဖြစ်တယ်။အဲ့တော့ question ကဒီမှာ question ကအင်္ဂလိပ်ခေါ်တဲ့တိုင်းကဆင်းရဲတဲ့သူတွေလည်းမဟုတ်သူတို့ချမ်းသာသူတွေလည်းမဟုတ်ဘူးဖြစ်တယ်။အဖျားခင်ရဲ့ကောင်းခြင်းတွေကတော့ငွေကြေးနဲ့ပန်းတာလေးပဲရတယ်။ဖျားခင်ကြီးကောင်းနေတယ်၊မနစ်ပါနေကောင်းနေတာဖြစ်တယ်။ရက်ကိုကောင်းနေတယ်။နာမည်ကောင်းနေအောင်ဖြစ်တယ်။အဲ့ဒါကအဖျားပြည့်အင်္ဂလိပ်ဖြစ်တယ်။ငွေကြီးဆိုတာအချင်းနဲ့အမြဲတမ်းပြောင်းနေနေတာ၊ကြောင်းနေနေတာဖြစ်တယ်။ ဒါမဲ့ဘုရားရှင်ရဲ့ကောင်းမွန်တော့မပြောင်းလို့ဖြစ်တယ်ဒါတူအမေကျွန်တော်ကအင်းဦးမင်းကိုမားတဲ့ခါမှာလည်းကိုပြောတဲ့အခုတရားကိုတရားကိုကျွန်တော်ပါပြောလို့လာဖြစ်တဲ့ကိုပြောတဲ့စကားကစစ်မှန်သောအင်းမင်းတဲမှာဖြစ်ပါစေလူမျိုးကိုစိတ်မှာပေါ့ပန်စေမဲ့ရတယ်လူမျိုးစိတ်ကိုအားငယ်စေမဲ့ရမဖြစ်စေချင်တယ်ကအဲဒီမှာကျွန်တော်ထပ်ပြီးတော့တိုက်တွန်းခေါ်အားပေးလို့လာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်အင်းမင်းကိုပြောတဲ့အခါမှာစကားကိုကျွန်တော်ပြောတဲ့အခါမှာတတိပါပြောလို့ကျွန်တော်ပြောလို့လာဖြစ်တယ်ဟောကောင်းတော့ဘာစေဒီဖက်၄၅ဘုံပါဆိုရင် လေးပတ်လေးနဲ့ဆက်ကုန်ပါဆိုရင်ကြားနာတော့သူတွေကိုတိဆောင်းဆရာအဖို့လိုမှာကောင်းသောစကားကိုယူချင်ပါတယ်ပထမကျွန်တော်ကတော့ပြင်ပြတယ်ကအဓိကပြောလဲဆိုရင်ဒါကတော့ကျွန်တော်အင်္ဂလိပ်ပြောတဲ့အခါမှာတချို့ကဟိုစကားပြောတဲ့အခါမှာအာသူတို့ပြောတဲ့အခါမှာသူတို့စိတ်ရရှိတဲ့အတိုင်းသူတို့ပြောတတ်ကြတယ်ပေါ့လေပြောတတ်ကြတဲ့အခါမှာတစ်ခါတော့စကားတွေအကျဉ်းနဲ့ဆိုလို့မျိုးသူတို့တုံးတက်ကြတယ်ပေါ့တစ်ခါတည်းမှာကိုယ့်ကိုယ်ငါကအဲပြောတယ်ပုံဝင်နေပြောရဲဆိုပြောတဲ့အခါပြောတတ်ကြတယ်ပေါ့လေကျွန်တော်အင်္ဂလိပ်ပြောရဲဆိုတာကတစ်ဖက်လူရဲ့စိတ်ရမှာဒီကကျွန်တော်လက်ခံတာပြောချင်တယ် ူကကျွန်တော်အာနာကိုကင်းလို့အောင်ဖြစ်တယ်ဘယ်လိုလဲဆိုတာအခွင့်အာနာကျွန်တော်ကတက်နေတယ်ကျွန်တော်ဖယ်ရှားဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြောထားမှာတက်နေတယ်လို့အရင်သားဆိုတာအကောင်းဆုံးအကောင်းဆုံးကျွန်တော်ပြောလို့ရတယ်။ဒါနဲ့ကိုပြောသားပဲဒီပိုင်းစက်တာမှာ အရာနော်ဒါကြီးခရအောင်ဒါဆိုကျွန်တော်တို့စစ်တဲ့မှာတိစမ်းလို့ရမယ်အရာတော့အဲ့တော့ကျွန်တော်ကတည်းကအင်္ဂလိပ်ဟောတဲ့ဆရာကြီးညမှာကျွန်တော်ပြောတဲ့စကားကလည်းမျိုးစောင်းမှအရေးကြီးတာဖြစ်တယ်တင်းရဲ့စကားအဖြစ်လူပြောရဲ့အတ္တကများစွာပြောင်းလဲမှုရှိနေတာဖြစ်တယ်ဒါမျိုးယေရှုခရစ်ရဲ့တင်းစကားတင်းရဲ့အဖြစ်တွေနဲ့မတူတဲ့အဖြစ်စီချင်းခံရမယ်ဆိုတော့ကျွန်တော်ကတော့ယေရှုခရစ်ကပြောတယ်ပြောခဲ့တယ်ပါတယ်တော့ကျွန်တော်အင်္ဂလိပ်ပြောတဲ့အခါမှာလည်းကျွန်တော်တို့စကားပေါ်မှာစကျွန်တော်တို့ရဲ့အချို့ကိုပြုစုစေခြင်းမှာဒီဆုဆောင်မှုကောင်းသောစကားဟုတ်တာ ်ဟိုပီဆောက်စီအောင်လုပ်ရတယ်ဆိုတော့ကျွန်တော်တို့ပြောချင်တဲ့စကားနဲ့စာရင်ကျွန်တော်ပြောတင်တဲ့အဲ့ဒီကလေးကနေညီမရတဲ့စကားလုံးကိုတောင်ပြောလို့ပြောတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကကောင်းတဲ့စကားကိုပြောတဲ့အခါမှာအင်္ဂလိပ်နဲ့ချော်တဲ့အခါမျိုးတွေရှိတယ်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ကကျွန်တော်စကားကိုအင်္ဂလိပ်နဲ့ချင်းစားဖို့ကျွန်တော်တို့ပြောရတဲ့စာရင်းပြောလို့တာဖြစ်တယ်။အဲ့တော့နောက်ထပ်ချက်အနေနဲ့ဆိုရင်ကျွန်တော်အင်္ဂလိပ်ပြောခြင်းဒီအနာယူဖို့မဟုတ်ဘူးဖြစ်တယ် တော့ဒါနဲ့စီစဉ်တာဖြစ်တယ်။အခုအဲ့တော့ကြောက်ပြောပါဘာဖြစ်တာပြောတယ်ဆိုရင်ကြောက်ရင်းနေပြတော့ဒါဒီကိုပြောတဲ့စကားကိုသူများနဲ့ကြောက်စီစဉ်ရင်းနေပြောကြပြောတာမျိုးတွေများတက်ကြတယ်လေ။ကိုယ်စောကစောင်းနားထောင်စီစဉ်ကြရတယ်။အဲ့တော့ဒီနေရာမှာကြောက်အင်းဝင်တွေပြောတဲ့အခါမှာအရင်ကွန်ပရက်တာမျိုးရှောင်ကြရအောင်။အရင်ကတော့မလုပ်ပါနဲ့။နော်အဲ့တော့ကျွန်တော်အင်္ဂလိပ်ပြောရပါပါသူ့ကိုတစ်ဖက်သားကိုအနာယူဖို့ပုံဖြစ်တယ်တစ်ဖက်သားရဲ့နားနဲ့ကိုယ်ပြည်စကားလုံးတစ်ထည့်ကိုဟောပါတယ်မှာတစ်ဖက်သားရဲ့နှလုံးသားထဲမှာခရစ်တော်ပါဖြစ်တယ်ဆိုတော့သိစီချင်တာဖြစ်တယ် ကြောင့်မလို့ကျွန်တော်တို့ကအငင်းအခေါ်ပြုပါတဲ့စာရင်အငင်းကုန်သွားစကားတွေဥပမာဖြစ်ဆိုရင်အဲပစာတော်ဖရားတွေဆိုရင်ဒါကတေရပြမထဆက်ပြီးပြောတတ်ကြတယ်ဒါကမာရဆိုတော့လည်းမမာဘူးသို့တော်ညာလည်းပဲဒါကုတ်အဲမာရဆိုတော့ဒါကမာရစကားတော့မဟုတ်ဘူးသို့တော်ညာလည်းပဲဒါကတစ္ဆတ်ကူတာကိုအမှန်လို့ယုံကြည်ရင်းတွေချတာကဖြစ်ဖြစ်ရတဲ့အခါဖြစ်လာတယ်ငင်းကုန်တဲ့အခါဖြစ်လာတယ်ဒါကြောင့်ကျွန်တော်စကားပြောတဲ့အခါမှာလည်း တစ်ဖက်သားကိုမြင်းခုတ်စင်မစင်ပါတက်လာကျွန်တော်ကရှောင်ကြရအောင်တစ်ဖက်သားကိုပို့ပြီးမှဆိုးလားစင်မစင်ပါကျွန်တော်ဆက်ပြီးရှောင်ကြရအောင်ဟုတ်ပါစေပါစေကိုယ့်ရဲ့ချစ်တဲ့သားသူရှိတယ်ကိုယ့်ရဲ့ချစ်တဲ့မိဘတွေရှိတယ်နောက်ကညီကောင်မရှိဘူးကောင်းမှုလို့ပြောရင်ဘယ်တော့မှစိတ်မမဟုတ်ဘူးဖြစ်တယ်အဲချစ်ချင်းပေါ့ပြီဖြစ်စေမဟုတ်ဘူးစိတ်မမဟုတ်ဘူးဖြစ်တယ်အဲကျွန်တော်ကစကားကိုဖြင်းဖြင်းစကားတွေတောင်းပြီးတော့ပြောမယ်စင်ဖြစ်တယ်သူကသူ့ရဲ့တရားမှာပြင်းပြင်းထန်ထန်လေးပြင်းပြင်းထန်ထန်ပြင်းပြင်းထန်ထန်ဖြစ်တယ်ဘာလို့ဒီလိုဖြစ်လဲ အဲ့တော့အဲ့တော့ဒီမှာကျွန်တော်ဒီကဘက်စနေရမှာတခါကျွန်တော် crypto link ဝင်ပြီးတော့ဟိုဘက်ခါပါပြီကျွန်တော်ကကောင်းသောတင် cost ကကောင်းသောတင်ဝင်လာနေတာဖြစ်တယ်ကျွန်တော် plus စကားကလည်းပဲကောင်းသောစကားတွေဖြစ်စေဖို့လိုတာဖြစ်တယ်ငင်းခွန်တဲ့စကားတွေကိုငင်းခွန်တဲ့စကားမျိုးကိုမပြောဘဲနဲ့မှာမှာကျွန်တော်တို့ကကောင်းသောစကားနဲ့ပြောပြီးတော့သူ့ကိုတိဆောက်စေဖို့ဟိုမှာပြောလို့ရတဲ့ story ကျွန်တော်ဒီမှာနားလည်စီလိုက်ပါဖြစ်တယ်ဒီကျွန်တော်ဘုံမှာ50%လောက်ရအောင်လုပ်လာဆိုကျွန်တော်အင်္ဂလိပ်လိုနားတဲ့ခါမှာ ဆရာတရားအနေနဲ့တွားခြင်းမျိုးမဟုတ်ဘဲမှာ critical လည်းတပည့်တော်တရားအနေနဲ့ကျွန်တော်ပြောလို့ရတာဒါကရှိပါလားလည်းအင်းလို့လည်းပြောခဲ့တယ်ဒါကလည်းအရေးကြီးတာလေအဲ့ကျွန်တော်အင်းဦးလေးကိုဟောကဟောကကမှာဒါကတပည့်တော်တွားဖို့ဖြစ်တယ်တော့ခေါင်းကတချို့လူတွေဆိုရင်ဘုရားကသူ့ကောင်းပြီးခံစားနေပြီဆိုတော့အင်းဦးလေးကတော့တွားထားကြတော့ဘူးပေါ့လေအဲ့သူ့ရဲ့အင်းဦးတင်ဝင်တင်လာတယ်လို့တက်ကြမျိုးရှိတတ်ကြတာပေါ့အဲ့တော့ဘယ်ကောင်ဆိုအင်းဦးလေးကိုနားလဲဆရာက critical တပည့်ဖြစ်ရင်တင်းနေကျွန်တော်ကလည်း critical ရဲ့နားလဲတပည့်တော်တရားဖြစ်တယ်အဲ့ကျွန်တော်ရဲ့အဲ့တစားမှုတွေကလည်း တော်ယုံကြည်တဲ့သူတိုင်းကလည်းပဲခရစ်တော်ရဲ့နောက်လည်းဖြစ်ဖြစ်တယ်။ဒီနေရာမှာဆရာတပည့်ဆိုတာမရှိဘူး။ဖျားတင်အမိနာမှာဆရာအလုံးမအတူတူပဲဖျားတင်ပြောတာဖြစ်တယ်။ဆရာဆိုတဲ့ဖျားတင်အမိနာအတူတူပဲ။အတာမြင့်ကြီးဆိုတဲ့အတူတူဖြစ်တယ်။ခရစ်တော်အမိနာမှာလည်းတော့ဖျားချတာမရှိဘူးဖြစ်တယ်။တော့ကျွန်တော်အရင်လိုမှခါလာတယ်၊ကျွန်တော်လိုမှခါလာကိုကို အင်္ဂလိပ်ဆရာတယောက်အနေနဲ့သွားတာမျိုးတစ်ဆိုင်ပြီးမှတော့ဟာဒီခရစ်တော်ရဲ့တပည့်တင်တာခရစ်တော်ရဲ့နောက်လိုက်တယောက်ဆိုတော့ခိုင်ခဲ့စနေပါလာလို့ဒီဖြစ်လို့ရတယ်။တင်းတရာကနေချတာပါလာဖြစ်တယ်။ဟောဒါဆိုတင်းတရာကဒါကဒါကဆရာကိုဆရာတဲ့လူနဲ့ခါပါပါပါလာနေဆိုရင်အတားဒီပါလာနေတယ်နောက်အားလို့ပါလာနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အင်္ဂလိပ်မှာခေါ်တယ်ကျွန်တော်စဉ်းစားလာပါ။ဟာကျွန်တော်ကခရစ်တော်တပည့်ဖြစ်ပြီးမြည်တို့ဒါဒီကျွန်တော်ကလည်းအဲ sorry ကျွန်တော်တို့ကလည်းခရစ်တော်ရဲ့တပည့် ခရစ်တော်ရဲ့နောက်လိုက်ဖြစ်တယ်ဒီစာတော်တူတူလည်းပဲခရစ်တော်နောက်လိုက်ဖြစ်စေဖို့ဘုရားတားခဲ့တယ်ကျွန်တော်ကတပတ်တော်ဖြစ်တဲ့အနေကြောင့်တက်တည်ချတယ်တက်လာဆိုတော့ခရစ်တော်ရဲ့တပတ်ဖြစ်လာစေဖို့ဖြစ်တယ်တခြားနေရာမှာဆရာပြန်တော့ဖို့ဆိုတာထက်ဆိုင်တခြားသူတွေကိုနေတူခရစ်တော်ရဲ့တပတ်ဖြစ်လာစေဖို့ဖြစ်တာဖြစ်တယ်ကျွန်တော်ကျွန်တော်တို့ကမှအကြည့်အချက်လေးနားလည်စေချင်တယ်ကျွန်တော်တို့ကကျွန်တော်တို့ဒီခရစ်တော်ရဲ့ တပည့်တော်တွေဖြစ်ပါတယ်။နောက်ဒါကြောင့်ကျွန်တော်ကျင်းလူဝင်ငါးအခါမှာလည်းခရစ်တော်ရဲ့တပည့်ပြောင်းနေတဲ့ဝင်ငါးစီလို့ဖြစ်တဲ့ဆောင်းတော်ဒီမှာတော့ရတာဖြစ်တဲ့ဒါတစ်ချက်နေနေစင်တယ်ကျွန်တော်ပြောတာဒါကတော့အပြင်ချက်လေးအနေနဲ့ဖြစ်တယ်ကျွန်တော်ဒီကျွန်တော်သွားတဲ့ခါမှာတက်နေတယ်လားအလုပ်တွေဖြစ်ဖြစ်အဲကျွန်တော်ယူသွားစီလို့တာဖြစ်တယ်ယူသွားစီရှင်နေပေါ့ယူသွားစီရှင်နေအဲဒီသားစီကျွန်တော်ခါရမကျွန်တော်သူတို့ပြောတဲ့စကားကျွန်တော်ပြန်လေးပြန်တောင်းလို့ရတယ်ဒါကျွန်တော်ကျွန်တော်ပြောခဲ့တဲ့ အဲဒီဘုံကလည်းဆိုတာကအငင်းကုန်လောက်တာမဟုတ်ဘူးဖြစ်တယ်။အကြောင်းပြောပါစေ။ဒီကမှာစဉ်နှစ်တိလေးပါစေ။ဤအကြောင်းအရာများကိုတူတူပါတော့ပါတိပြီးတော့အဘယ်အကျိုးကိုများမပြုစုကျမ်းစာတော်တို့၏စိတ်ကိုပေါ့နိုင်လို့တော့ငါဇကားလောက်တာငင်းကုန်ခြင်းကိုမပြုမိကြောင်းအခင်ပြားရှိတဲ့တစ္ဆောင်ပြေတော့တို့ကျွန်တော်တို့ဘုံကလည်းဆိုတာအပြည့်နဲ့ငင်းကုန်ဖို့ဖို့ဖြစ်တယ်။တည်င်းကောင်းကိုတွေ့နားနဲ့ကြားရောက်ခြင်းဟိုဘယ်မှာတွေ့တည်င်းဟိုတွေ့နှလုံးသားနဲ့ပါပါစေ။ တက်ရစီလို့ဆိုတော့အယုံတင်မှာဖြစ်တဲ့အကြောင်းလို့ငင်းခုံမဲ့အဲ့လိုမျိုးစတင်ပြန်တယ်နော်ရှောင်ချရပါနော်ကျွန်တော်ဒါက driver safe balance ကိုငင်းခုံတက်ချတာပါဒါလို့တော့တော့ဖြစ်တယ်ဒါဆိုတော့တက်တဲ့ဘက်မှာရှောင်ချကြရပါအဲ့ကောင်ကနောက်ဆုံးတစ်ချက်နဲ့ဆိုတော့ကျွန်တော်ကဆက်နေတဲ့တော်တော်လေးလေးကိုတောင်းဆိုချင်တယ်။ဒီသားစင်သူကလည်းအဲ့ဒီလိုမှဆက်နေတာအပြည့်နဲ့ကဆွေးနွေးခြင်းဖြစ်တယ်။သူကလည်းစကားကိုလည်းကျွန်တော်ကနားထောင်ဖို့လိုတာဖြစ်တယ်။ကိုပြောချင်တာကြီးပဲပြောတိုင်းပြီးတော့ရတာကအင်္ဂလိပ်ပြန်ပါ သူအဖြစ်ကိုသိရမှာမဟုတ်ဘူးဖြစ်တယ်အဲ့တော့သူရဲ့ဘလိုခံစားရတဲ့အပြည့်အဝမှာပုံစံလို့ရှင်းမလို့အကောင်မှရှင်းပါတယ်အဲလောက်လို့ရတာပြန်စကားအပြည့်နဲ့ပြောဖို့အဲသူရဲ့ပြောတဲ့စကားကျွန်တော်ကနားထောင်ဖို့လိုအပ်တယ်ဆိုတော့လည်းပြောနေတာဖြစ်တယ်အဲ့တော့နောက်ပြပါပါအဲ့တော့ကျွန်တော်အင်းဒါဒီအချက်တော့ကျွန်တော်တောင်းပါတယ်နောက်ဆုံးတစ်ပတ်နဲ့ဆိုကျွန်တော်ကအဲ့တော့ဒီဘက်မှာပြီးတဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ကဒီနေ့ပတ်စံတဲ့အချက်ကျွန်တော်ရှင်းဖို့လိုအပ်တာဖြစ်တယ်ပေါ့နောက်တစ်ခါမှလည်းပဲကျွန်တော်အနေနဲ့သူ့ကို fellowship လုပ်ဖို့လိုအပ်တာဖြစ်တယ် ကျွန်တော်ဒီနေ့ဒီနေ့မှာဒီကနေ့အဓိကအရာမျိုးကိုဆက်အင်းဝင်တဲ့အခါမှာတတိပြုပြုံးတဲ့အရာတွေဖြစ်တယ်ပေါ့လေ။တော့ကျွန်တော်အင်းဝင်လို့ပါလို့ပြောရတယ်ဆိုတော့ကျွန်တော်ကတော့ဒီဒါကသဘောသဘောပေါ်အင်းဝင်လို့ကအဲဒါပေါ်မှာတော့ရှင်းအောင်ပြောတော့တော့ပါလေ။နော်။အဲဒါအဓိကပြောချင်တာကခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းဒီအင်းဝင်လို့ငါချရတယ်ပေါ့။နော်။အဲ့ဒါကြောင့်ဒီအဲဒီစကားလေးကိုပြောချင်တာဖြစ်ပါလေ။အဲ့တော့ကျွန်တော် ခရစ်ယာန်ဖြစ်လို့အင်းဝင်လေးဝင်လာတာဟုတ်ကဲ့လားမခရစ်တော်ရဲ့ကြီးကြီးမားမားနားလည်လို့အင်းဝင်လေးဝင်လာတဲ့သူတွေဖြစ်ဖို့ဘုရားဘာမှလက်ဆက်နေတည်စီချင်တာဖြစ်တဲ့ခရစ်ချစ်ပါတယ်တော့ဘုရားဘုရားကြီးကအစီအစဉ်ချက်ဖြစ်တယ်အခါကျွန်တော်အင်းဝင်လေးဝင်လာတဲ့အချိန်နဲ့ဖြစ်တဲ့တော့ကျွန်တော်အင်းဝင်လေးဒုတိယပိုင်းနဲ့ဆိုတော့မှအဲ့တော့လည်းဆိုတော့အင်းဝင်လေးကကျွန်တော်ပြင်ဆင်ဖို့ကျွန်တော်ပြောတာဖြစ်တယ်။ဒါကြောင့်မို့အင်းဝင်လေးဝင်ကားခင်မှာကျွန်တော်ကအနေနဲ့ဆူတောင်းဖို့လိုအပ်တယ်ဆိုတော့ ဟာလည်းစူတာကိုအမြဲလိုရတဲ့အပြစ်ခံရတဲ့ဒုတိယတစ်ချက်အနေနဲ့ဆိုရင်ဒုတိယပိုင်းဒုတိယတစ်ချက်မှာလည်းကျွန်တော်တို့ကပြင်ဆင်ထားဖို့လိုတာဖြစ်တယ်။ကျွန်တော်တို့ပြောမယ့်အရာကိုကျွန်တော်ပြင်ဆင်ထားဖို့လိုကျွန်တော်ပြောမယ့်အရာကိုပြီးဖို့လိုရတဲ့ story ပြင်ဆင်ဖြစ်မဲ့ခါမှာဒီတော့ခဲတစ်ချက်တစ်ချက်အနေနဲ့ကျွန်တော်ဆုံးဖြတ်ထားဖို့ကကျွန်တော်အဲဒီကိုငါချင်းကမျိုးစစ်ချက်တွေကျွန်တော်ဝင်ထားဖို့ဟုတ်ပဲနေမှာတခါတဲ့ပြောထားဖို့ကတခါကျွန်တော်ဝင်နာရမယ်ဆိုတော့ကျွန်တော်ဒီစက်ကပြင်ဆင်ဒီလိုအရာကိုပြင်ဆင်ထားစီရှင်တယ်။နောက်တစ်ချက်အနေနဲ့ဆိုရင် ျွန်တော်အဲဦးလေးကိုငှားချင်းအလုံးစုံကတောင်ဝတ္တရားနဲ့ဆိုင်ရင်ချစ်ချင်းမေတ္တာကိုပဲကျွန်တော်အခြေပြုအရင်ခံရအောင်အဲချစ်ချင်းမေတ္တာမရှိလို့အလကားလို့ပြောတဲ့ကြောင့်မကုန်ပါပြီးသားဖြစ်ကျွန်တော်အဲဦးလေးတရားကိုဟောချစ်ချင်းမေတ္တာနဲ့မဟောနိုင်ဘူးဆိုရင်ကျွန်တော်ကခွဲခြားတတ်လာတာမှဖြစ်တယ်။အဲလူမျိုးတွေခွဲခြားတတ်လာတော့လည်းဒီလူမျိုးဆိုရင်မဟောသင့်ဘူး။အဲဒါကိုရဲ့ကလေးချစ်ချင်းမေတ္တာကိုပါတော့ဘူးလေနော်တောင်းလို့ရပါတဲ့အခါမှာခွဲခြားတတ်လာပြီဖြစ်တယ်။အဲကျွန်တော်အဲဦးလေးကိုငားတဲ့အခါမှာ ကျွန်တော်တို့ကချင်းချင်းမိနာဝန်သားလေးအခြေခံဖို့ဒီမှာပြောလို့တော့ဖြစ်တယ်။နောက်တက်တဲ့တစ်ပိုင်းနဲ့ကျွန်တော်တို့အင်းဝင်လူနားတဲ့အခါမှာအုပ်ချုပ်ချက်နဲ့ဆိုရင်တက်ရှင်းသောဝင်ရတဲ့နေရာပြီးလို့ရတာဒါကျွန်တော်မိချက်ခဲ့တာဖြစ်တယ်။ဝင်ရတဲ့ကောင်ခေါ်တဲ့နေရာပေါ်မှာမဖြစ်နိုင်ဘူးဖြစ်တယ်။ဒါကြောင့်ဝင်ရတဲ့နေရာလို့ရတယ်။ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ကအမှန်ကန်တော့အင်းဝင်လူတရားဝင်တာဝင်မှာတော့တူဖြစ်စေဖို့လိုအပ်တာဖြစ်တယ်။ကျန်းသာရေးအနှစ်သာရတဲ့အစစ်မှန်ကယေရှုခရစ်တော်ကိုဘုရားတော်ဖြစ်တဲ့ခရစ်တော်နဲ့ဆင်းရဲရောက်ဟောဖို့လိုတာဖြစ်တယ်။ကိုယ့်ရဲ့အကြောင်းကိုယ့်ရဲ့အကြောင်းနဲ့ကိုယ့်ရဲ့ ဒီကြောင့်အဲကိုယ့်ရဲ့လေးစားအားသတ်ရအကြောင်းပြတဲ့စာရင်ခရစ်တော်ရဲ့အကြောင်းကိုပဲဦးစားပေးပေါ်ဖို့လိုအပ်တာဖြစ်တယ်နော်ဟောရီလိုအပ်ဖြစ်တယ်အဲ့ဒီတစ်ချက်နေနေဆိုရင်ကျွန်တော်တို့လူမနဲ့ထားမှာကောင်းသောစကားကတော့ဆောင်းမှုလိုအပ်တာဖြစ်တယ်ဒီခါတည်းမှာစကားကိုစိတ်နဲ့ရှိတယ်ပြောတဲ့လူတွေရှိတယ်သူပြောတာလည်းအမှန်နဲ့ဟုတ်ချင်လို့ပဲထုံးချင်တယ်သူကတစ်ဖက်သားကိုထိမှန်စီဖို့ဟိုဖြစ်သွားပြီဆိုရင်ဒါကသင်ရဲ့အတ္တကမောင်းနေစရာဖြစ်သွားမှန်းဖြစ်တယ်ဒါကြောင့်မို့ ကိုယ်ပြောလဲစတာဘုကိုတက်လာစင်နေပါဆွေးဝေးခြင်းအတော်တက်ပါလဲစင်နေလို့တော့တို့ဆွေးဝေးခြင်းပြင်မထွက်တဲ့ခါမျိုးမှာလည်းပဲတို့ပြောလဲစတာဘုစင်နေလို့တော့တည်းနောက်ပြောလဲစတာကတို့သဘာဝတို့တွေဒီဆက်ဆက်လေးကဖြစ်စေဖို့ဘဝတက်စတာဘုနားစင်နေတယ်နောက်တစ်တစ်ချက်အနေနဲ့ဆိုကျွန်တော်အဲဟိုလေးဝင်လာခြင်းပြီးအနာရင်းခြင်းမဟုတ်ဘူးဖြစ်တယ်တစ်ဖက်သားဖို့ခရစ်တော်ရဲ့ ချီချီမီတာကိုကျွန်တော်တို့တိတကယ်တော့သူ့ကိုတိလို့တော့ပါဆိုတဲ့စေတနာစိတ်ကိုအဲချီချီမီတာကိုအရင်ခံတာဖြစ်တဲ့အကြောင်းကျွန်တော်တက်နိုင်သလားမင်းခေါ်မဲ့စကားမျိုးတွေတုံ့ပြန်ချက်ကိုကျွန်တော်ကရှောင်ကျင်ဖို့လည်းဒီမှာပြောလို့လာဖြစ်တယ်မင်းကြီးခေါ်ပါလေတိုက်ခါကအင်းကိုဝင်ထားတဲ့အခါမှာခရစ်တော်ရဲ့နောက်လိုက်တယောက်နေတော့ကျွန်တော်အင်းကိုဒီဝင်လာတော့သူဖြစ်စီသွားတယ်ဒါနဲ့ကိုကအင်းကိုနောက်လိုက်တော့သူကမော်ဘယ်နဲ့ဆရာတက်တယောက်ဝင်လာမယ်ဆိုရင်တင်းရဲ့တက်လာမှလည်းခွဲခြားမှုတွေကတင်းတင်းကိုယ်လည်းခွဲခြားတက်လာမှဖြစ်တယ် ဖတ်ရပြန်တင်ကိုလည်းကဖတ်ချတော့သူဖြစ်စီလာမှာဖြစ်တယ်။တော့တရားရာဘုံကြီးတဲ့တိုင်းတိုင်းဖြစ်လာတဲ့အသားရည်ကခွန်ချက်ဖြစ်စီလာမှာဖြစ်တယ်။ဒါကတက်ကိုတင်နှိမ့်ချခြင်းတင်ဒါလည်းလာမှာမဟုတ်တော့ဖြစ်တယ်။ငါဆရာဆိုတဲ့နေရာမှာဆရာဆိုတဲ့ခေါင်းကောင်ကလာမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီလိုမျိုးဝင်လာတဲ့အခါမှာခရစ်တော်ရဲ့နောက်လိုက်တရားအမျိုးကျွန်တော်ဝင်လာကြရအောင်။အဲ့ဒါနောက်လိုက်ဆိုင်နေတဲ့ကျွန်တော်တက်တဲ့နေရာမှာတောက်လေးနေယူသွားစီရှင်တယ်။အဲ့တော့ကျွန်တော်တို့အင်းကိုဝင်လာပြီးတဲ့အခါမျိုးမှာရှင်နေတယ်ကျွန်တော်တို့က အထင်းအချက်လက်တွေပြပနိုင်လာဆိုင်တဲ့အရာတွေပေါ့ဒါကတော့ practical နဲ့ဆိုင်ပါတယ်ပေါ့လေဒါကတည်းကတဆိုင်တဲ့အချက်လက်တွေကျွန်တော်ယူဆပြီးတော့ထားဖြစ်တယ်ကျွန်တော်အင်္ဂလိပ်ကိုလည်းအားလုံးနဲ့မပြည့်အခွင့်အရေးရှိတယ်ပေါ့လေကျွန်တော်ပြန်အပါဝင်ပါလိမ့်ကျွန်တော်အများနဲ့ပြည့်ခဲ့တယ်ပေါ့လေအဲ့တော့ကျွန်တော်ဒီလိုနာမည်ခါမှာတကယ်စက်ဖက်ကြီးရဲ့စိတ်မှာပါသွားခံစားရနေစဉ်သူကတော့အလေးမထားဘူးဆိုတဲ့စိတ်ကခံ ။အဲ့ကြောင့်ပြောတဲ့အခါမှာတက်နေတယ်လား။နောက်ထပ်ဒီကြားကြရအောင်။ဟုတ်ကဲ့လေတက်တက်တက်နေတဲ့တည်းအချက်လေးကိုတို့မှတ်သားကြရအောင်ပေါ့။မှတ်သားကြရအောင်။ဒါဆိုရင်ဒီဖက်တဲ့စိတ်ကပုံရမှာဒါသာလို့ကောင်းအောင်ဖြစ်တယ်ပေါ့။တက်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီကိုပြန်လိုက်တော့ fellowship လုပ်လို့ကျွန်တော်ကပြန်လိုက်မှာပြင်ဆင်ကြရအောင်စီစဉ်ကြရအောင်။နောက်သူပြည့်ပါကျွန်တော်နှုတ်နဲ့မှတ်သားခဲ့ကျွန်တော်ပြောရတဲ့တက်တဲ့အခါမှာကျွန်တော်အဲ့လိုမှတ်သားနှုတ်ပြီးမှတ်သားပါ။သူပြောတဲ့စကားပေါ်မှာသူပြောတဲ့စကားကိုကျွန်တော်က

ပြည့်စုံဆိုင်ရာလူတွေဖြစ်လာမှာဖြစ်တယ်ကျွန်တော်ငန်တော့စောင့်ဖြစ်လာတယ်ဖြစ်တယ်အတိတ်ရောပြောတယ်ငန်တော့စားကောင်းတော့အနေနဲ့ဖြစ်စီပါတယ်ငန်တော့အစားစားသူများအတိတ်ရောမှာအရသာမဲ့နေရောင်ရတာရှိနေတာဖြစ်တယ်တင်းစကားအားလူဘွားမှာအတိတ်ရဲ့မဲ့နေလို့ခံစားလို့များစွာရှိတယ်ဘုံနဲ့ရှင်မဲ့နေလို့ခံစားလို့များစွာဖြစ်တယ်တင်းအားလူဘွားအနိုင်တဲ့ဘုံရရှိတာဖြစ်တယ်ကိမဲဘုံနဲ့ရောမှာအရသာသူများရှိတာပါဖြစ်တယ်အဲတော့ကောင်းတော့အနေဆွေးနေရတာအမောင်အမောင်ထဲမှာအသက်ရှင်နေတာရှိတယ်ဟုတ်အမောင်နဲ့ရောက်ရောက်နေမှာမဖြစ်ဘူး တရားတွေရဲ့အနိုင်ကိုခရစ်တော်ရဲ့အနိုင်ကိုမြင်ရလို့ဖြစ်နေတယ်။အဲကြောင့်လို့တနေ့တည်းစကားပြောချင်တဲ့ဆက်ရရေးချပြတဲ့အယုံဒီကောင်ကတော့အထူးတတိတော်ကိုကျွန်တော်တရားပြတော်တယ်။ဒီအချက်လေးကကျွန်တော်နိုင်ငံလုံးမှာပြတော်တယ်။အရာချင်းစီတဲ့ဘက်ကကျွန်တော်ကြည့်ပြတော်စေ။